ရုပ်ပေါ့ဆိုင်ဆိုင်ဘာမောက်ပါရင်ပြအသေးဟိုအသေးလေးရှိတာတဲ့ချောမေးရလဲမေးရလဲအသေးနဲ့သုံးငယ်ရအောင်အဲ့လိုဆိုတော့ပိုပီကိုအရင်ဖြစ်မှဆိုရင်အဲ့လည်းပဲတန်နိုင်တဲ့တန်နိုင်တဲ့ဟာလေးနဲ့ပေါ့နော်အာ ဆိုင်နဲ့ဦးလန်းညောင်ဆရာကြီးဆရာကြီးဦးမမြောင်နဲ့ပေါ့ဆရာကြီးဦးမမြောင်နဲ့အရင်ပြကြည့်ပါလားပေါ့ပြောမယ်ဆိုရင်တော့ဟိုနည်းနည်းကြာကြာလေးတော့ကူရမှာပေါ့နော်ကိုမဒီအဖေတယောက်ပဲရှိတယ်မမီးကလည်းအသေးနဲ့ပဲဆုံးတော့ပါဆိုတော့အဲ့လိုမျိုးသူတွေကောင်းမှာပေါ့သူတွေကောင်းမှာအနာတိရင်ဆေးရှိတယ်အနာတိရင်ဆေးရှိရယ်တမီးတို့တတ်နိုင်တယ်လို့အကုန်လုံးလုပ်ပြီးမှာဆိုသူ့ကိုအာအပေးရတာပေါ့မဟုတ် ီလို့ပေါ့ဆိုင်ဆိုင်စီမောတစ်ခါစီမောမစီမောဆက်ကြည့်ကိုဒီမင်းရဲ့ပေါ့ဒီပြောင်းလာပါအနာရှိစိတ်ရှိပါတယ်ကိုတာရေတာရင်ဒါလုံးစုရမယ်တကယ်ပြပါဘာမောက်ပါရင်ပြအသေးဟိုအသေးလေးရှိတာတဲ့ချော အဲ့ဒီအသေးပါနေနေထိတာအသေးရောဘယ်လိုမှမပြတ်မှန်ရောကြည့်ကိုဆရာကြီးမနက်ရှိရှာရပါမြမဖြိုးတန်တာပါအာဟာတာလူရှင်တော်ဦးသိန်းစံရဲ့တမီးပါလက်ရှိသူရဲ့ကျမ်းမာရေးအခြေအနေကပထမဦးဆုံးဘာဖြစ်တာလဲဆိုတော့၉ရက်နေ့၈ရက်နေ့ညတညလုံးမှာသူကဘိုင်းနာတယ်ဘိုင်းနာတယ်ဘိုင်းနာတယ်ပေါ့နော်ပထမဦးဆုံးအဲ့လိုမျိုးပျော်ပြီးဘိုက်ကြီးကပြေးအင်ကဲပြီးသူမင်းမတိထိုင်မတာနဲ့ပေါ့ နေမတိထိုင်မသားနဲ့ဟိုတညလုံးဖြစ်တာပေါ့ရှင်းရနေတညလုံးဖြစ်တော့ကိုရဲ့နေမနဲ့3နာရီလောက်ရောက်သွားပြီကိုရဲ့နေမနဲ့3နာရီလောက်ရောက်သွားတဲ့အချိန်ကျတော့ဘလို့မှသူမနေနိုင်တော့မနေနိုင်တဲ့အခါကျတော့မနဲ့3နာရီဆိုတော့ဆေးရုံစီကံသွားဖို့ကလည်းရန်ကုန်ဆေးရုံကြီးတို့အော်အသေးဌာနပေါ့အသေးဌာနကိုဘာလို့ပြောလဲဆိုရင်ဖီဖီကအသေးချောင်းနေရလीအသေးချောင်းနေတာကိုကုနေတာကုနေတာဆိုတော့ကိုယ်စိတ်ထဲမှာတော့အသေးချောင်းဖြစ်တယ်ပေါ့နော် သေးကြောင့်ဖြစ်တယ်လို့ထင်ပြီးတော့အသေးစိတ်ကိုမတော်မယ်ဆိုပြီးဂရင်900ကိုတွားခဲ့တာပေါ့နော်ဂရင်900ကိုတွားခဲ့တဲ့အခါကျတော့ဟိုလက်ကျ emergency မရှိဘူးဂရင်900အဲ့နဲ့ပဲအဲဂရင်900နဲ့အနည်းဆုံးဖြစ်တဲ့ဤသူစေယုံကြီးကိုဝင်လိုက်တာပေါ့နော်ဝင်လိုက်တော့စေယုံကြီးကိုရောက်ပြီးလို့ဖူးချဲပေါ်ထိုင်ပြီးတော့တလန်းနှလန်းပဲတွန်းရသေးတယ်သွေးတွေအန်လာသွေးကဘလောက်လောက်အန်လဲဆိုတော့တပြီးဝင်အိတ်နဲ့နှစ်အိတ်လောက်ကိုအန်လိုက်တာနော် ဟုတ်တပြင်းဝင်အဲ့နံပါတ်အိတ်လောက်ကိုအံပြီးတော့အဲ့ဒါနဲ့ပဲစေးဝင်တင်လိုက်ရတဲ့ပုံမှာရဲ့အရေးပေါ်ကိုအဲ့လိုမျိုးတင်လိုက်တယ်တင်လိုက်ပြီးတော့အဲ့ဒီမှာဒီအဆိုင်သွေးကြောပောက်သွားတာပေါ့အဆိုင်သွေးကြောတွေပောက်သွားတော့ဘာကြောင့်လဲဆိုတော့အသေးချောင်းနေတဲ့အတွက်ကြောင့်မလို့အဆိုင်သွေးကြောလေးတွေကရောင်လာရောင်တော့ကိုကမသိတဲ့အခါကျတော့သွေးကြောပါပောက်ထွက်သွားတာပေါ့နော်သွေးကြောပောက်ထွက်သွားပြီးတော့အဲ့ဒီမှာတင်လိုက်တော့12ရက်ကြာတယ်ရန်ကုန်စီးရုံမှာ12ရက်ကြာပြီးတော့သွေးတိတ်သွားတယ်ပေါ့ ွေးသိပ်သွားပြီးတော့ဆင်းခွင့်ပေးတယ်ဒါမဲ့ဆီယမတွေကအော်ဗာလဲအသေးနဲ့အသေးဆီယမနဲ့အပြင်မှာဆက်ပြရမယ်ဒီမှာတော့လောလောဆယ်ဆယ်မှာအစာရင်တိုးကြောပောက်တဲ့ဟာကိုပဲအရင်ခုခုလို့ရမယ်ပေါ့နော်ခုပေးမယ်ပေါ့နောက်ပိုင်းကအသေးဆီယမနဲ့ဆက်ပြပါဆိုတော့မတို့ကဆင်းရုံကဆင်းလာပြီးတော့ OEC မှာဆီယမဒေါ်တက်နွယ်ဦးဒေါက်တာဒေါ်တက်နွယ်ဦးအသေးပေါမောက်ခါနဲ့ဆက်ပြရပေါ့နော်ဆက်ပြရခါကျဆီယမက ။ဘာပြောလဲဆိုရင်အဲဆေးရုံကြီးကလည်းမှားလိုက်တယ်။အစာရင်မှန်မြောင်းကြည့်ရမယ်။ CT ရိုက်ရမယ်ပေါ့။ဆိုတော့ရက်ချင်းကအစာရင်မှန်မြောင်းကြည့်အရေးကြီးတာအစာရင်မှန်မြောင်းပထမဦးဆုံး first အရေးကြီးတာပေါ့နော်။ဘာလို့ဆိုတော့သွေးကြောတွေကပေါက်ထွက်သွားတယ်။ဒါပေမဲ့ရောင်နေတယ်၊ထုံးနေတယ်အပိုင်းတွေရှိနေသေးတာကိုအဲ့လိုထပ်ဖြစ်မယ်ဆိုရင်အသက်အန္တရာယ်ဆုံးရင်ရတယ်ပေါ့။အဲ့တော့အစာရင်မှန်မြောင်းအရင်ကြည့်ရအောင်ဒါပေမဲ့ရန်ကုန်စည်းရုံကြီးအများနဲ့ဟိုအများနဲ့လောက်ရတာခါကျတော့12လပိုင်း2ရက်နေမှဒိတ်ရတယ် စက်နှစ်လပိုင်းနှစ်ရက်နေပေါ့နော်ဆိုတော့အရန်ဝေးနေတယ်ဝေးနေတဲ့အခါကျတော့ဆီမအဲဆီမရှိကိုဟိုအသေးဆီမရှိကိုပြန်ပြရတယ်ပြန်ကအကုန်လုံးကဘယ်လိုအကြံပေးလဲဆိုတော့အပြင်မှာဆိုအမရဲ့ဇရိတ်အရန်မတက်နိုင်ခန္ဓာပြောရင်အစာရင်မှန်းများကြည့်တာရောစီတီရောဆိုရင်အစိတ်30လောက်ပုံမှာအခုအဲ့ဒီဆေးရုံကြီးမှာတက်နေတဲ့အချိန်မှာနေမယ်အော်ငွေမောင်းတော့မပြောတော့ဘူးပေါ့နော်တော်တော်များများလေးအဲ့လိုပုံသွားတော့မအားလို့ကလည်းအင်းအားနေတယ်လေအမေကလည်း မိရလေအသေးနဲ့ပဲသုံးခဲ့ရအောင်အဲ့လိုမျိုးဆိုတော့ပိုပီကိုအရင်ဖြစ်မှာစိုးရအဲ့လည်းပဲတက်နိုင်တဲ့တက်နိုင်တဲ့ဟာလေးနဲ့ပေါ့နော်အာဆိုင်နဲ့ဦးလန်းကျောင်းဆရာကြီးဆရာကြီးဦးမိုးမြောင်နဲ့ပေါ့နော်ဆရာကြီးဦးမိုးမြောင်နဲ့အရင်ပြကြည့်ပါလားပေါ့ဝင်တို့ကြည့်တယ်ပေါ့ဆရာကြီးကတင်ငယ်ကျောမှာထိုင်နေဆိုတော့အာနဲ့အိုးကြီးစီမှာအရင်ပေါ့နော်ဆရာကြီးနဲ့ ဝင်ပြတော့ဆရာကြီးကမမြောက်ကြည့်ရမယ်။ဒါပေမဲ့မနက်ခင်းပိုင်းမှာတော့အိုကြီးစီမှမမြောက်ကြည့်မယ်။မမြောက်ကြည့်ရဆရာတမီးအလုံးလုံးမတက်နိုင်ဘူးပေါ့နော်။အဲ့လိုပြောတော့ဟိုမှာကြည့်အောင်မကြည့်မှာဆိုတော့ဟိုမှာကြည့်အောင်မကြည့်မှာဆိုအဲ့မနက်ကဟိုဟာပေါ့ဆိုင်မမြောက်ကြီးပဲကြည့်လိုက်တာ၄တိန်းပေါ့နော်။အဲ့ဒါပြီးလဲပြီးတော့ဆရာကြီးကတရေခွင်းချီရမယ်။တင်ငယ်ညို့စေယုံယူသွားပေါ့။ငါနောက်ကလိုက်ခဲ့မယ်ဆိုပြီးတော့အဒီတင်ငယ်ညို့စေယုံဆွဲလိုက်တာစံပြစေယုံ။ လဲလိုက်တော့ဒီရောက်တော့ဟိုအဆိုင်မမြောင်ကြည့်ပြီးသွေကြောလေးတွေတော့ခြီးလိုက်ပြီပေါ့နော်ခြီးလိုက်ပြီးတော့နှစ်ရက်ဆက်ထားမယ်ပေါ့နှစ်ရက်ဆက်ထားပြီးတော့နောက်ပိုင်းမှာကောင်းနေဆိုလို့ရှိရင်ဆင်းရမယ်ပေါ့နော်ဆင်းရပြီးတော့အသေးဆရာမနဲ့ဆက်ပြရမှာပေါ့ဆိုတော့ပြောရမယ်ဆိုရင်တော့ဟိုနည်းနည်းကြကြလေးတော့ကုရမှာပေါ့နော်ကိုမဒီအဖေတယောက်ပဲရှိမမီးကလည်းအသေးနဲ့ပဲဆုံးတော့တာဆိုတော့အဲ့လိုမျိုးဖေဖေကအသက်60ဆီပေါ်ကြီးကတော့ဖေဖေအခုဖေဖေလောက်ကတော့နားထားတယ်ပေါ့အဲ့လိုမျိုးနားထားတယ် နားလာပြီးတော့အိမ်အိမ်မညီမနဲ့ညီမမျိုးသားနဲ့ပဲပေါ့အဲလိုရတာလေးတွေပေါ့တက်နိုင်တလောက်ပေါ့အမရကိုမီပါဆိုတော့အသေးဆံမနဲ့ပြရမှာလေအပြင်မှာပဲအဲ့လိုပြရမှာဆိုတော့ရက်ချင်းရက်ချင်းညာ CD ရလဲ17လပိုင်း28မှာရရမှာ28မှာရရမှာဆိုတော့ဆံမကြီးကတော့ဘာပြောလဲဆိုတော့တမီးတဲ့ CD ကတော့ဆေးဥမှာရိုက်လိုက်ပေါ့နော် သူ့ကိုကြားထဲမှာအသေးအသေးပြန်အားကောင်းအောင်လုပ်ရအောင်မယ်တဲ့ အသေးပြန်အားကောင်းတော့မဖြစ်တဲ့အတွက်အဲ့ရချင်းကအတော်ပဲပေါ့နော်အဲ့လိုမျိုးသူလည်းတော့ဆက်ပြန်အောင်ပေါ့မိုင်းအပြင်စည်းကမ်းဆိုတော့လေအဲ့အဲ့လိုမျိုးပေါ့သူရှိမှာတော့ကိုကတော့မပြောဘူးပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ဟောတာသမီးဖြစ်တဲ့အခါကျတော့တတ်တယ်အမျိုးသားလည်းတော်ပါလေအမျိုးသားလည်းအဲ့လိုမျိုးတောင်းတတ်နိုင်တလို့ပေါ့နော်အဲ့လိုမျိုးဟုတ်သူပြေကောင်းမှာပေါ့သူပြေကောင်းမှာအနာတိရေးဆေးရှိတယ်အနာတိရေးဆေးရှိရယ်တမီးတို့တတ်နိုင်တလို့အကုန်လုံးလုပ်ပြီးမှကျသူ့ကို အာအပေးရတာပေါ့မောင်ကိုရင်တော့ရေချီတော့ကိုကမှာပေါ့ကိုရင်တော့ကိုစိတ်ထဲမှာငါဖေပြန်ကောင်းမှာဆိုတော့စိတ်ကိုလည်းမွေးထားတယ်ထဲ့ထားတယ်ပေါ့စိတ်ဟွာဖြစ်နေတော့မသူရှိမှအတင်းထားတယ်မဟုတ်ဘူးဟိုစိတ်မကောင်းတာပါစိတ်ကောင်းတယ်အဲ့လိုကနာတာပေါ့နော်အတင်းထားတယ်ငါငါဖေကောင်းသွားမှာဖေဖေရှိမှလည်းပြုံးပြုံးပြပြောပေါ့နော်အဲ့လိုကျမဖေဖေကောင်းသွားမှာဒါပေမဲ့ဒီဟာတော့ဟက်ချလောင်းစေးတော့မဟုတ်ဘူးပေါ့နော်တပြေးပြေးနဲ့ကိုကမှာဖေဖေအတင်းထား ဖေဖေအားတင်းထားပြီးမြင်မြင်ဖေဖေကောင်းအောင်လို့ဖေဖေစိတ်လည်းအဓိကကြရတယ်ပေါ့နော်ဖေဖေစိတ်က strong ဖြစ်တော့မှမြင်မြင်ပြောက်မယ်ပေါ့မြင်မြင်ပြောက်မှဖေဖေလှုပ်ချင်တဲ့လူပညာလုံးကောက်ဆက်လှုပ်ရပါအဲ့တော့သူကအလုပ်ကိုဝယ်လုပ်ချင်တယ်။သူကသူကလူပညာတအားချစ်တာလေ။တအားချစ်တော့အဲ့လိုမျိုးပြန်လုံးမယ်။ငါငါကောင်းပြီဆိုလို့ရှိရင်အဲ့လိုရက်ကွင်းလေးတွေဘာလေးတွေအဲ့လိုမျိုးလာတော့ဒီချိန်ကျမှငါစီကိုရက်ကွင်းလေးတွေလာနေတယ်ပေါ့။ငါလုပ်ချင်လိုက်တာပေါ့။အဲ့အဲ့လိုမျိုးပေါ့။ တော့လူပညာကိုချစ်တဲ့လူကိုလှုပ်တော့လှုပ်တဲ့မလှုပ်တော့လှုပ်တဲ့ဟိုပြောမယ်ဆိုအမဟိုပါပေါ့ချစ်တာကလေလွန်ခဲ့တဲ့တနည်းကြော်လောက်ကအဲ့ဒီကစတိလို့မမေဆုံးအောင်ပေါ့မမေဆုံးွားပြီးတော့သူ့ကိုပါညီမတို့ကဟိုပါပေါ့မနီကယ်ချက်ကလှုပ်ကြည့်အောင်ဖူးပြီးဖူးပြီးကိုလည်းဟိုအနေဖြစ်အောင်ပေါ့ကျဲမအောင်မအေးလဲဆုံးရှုံးသွားတယ်ဆိုတော့အဲ့ဒီမှာသူကအသေးစားပြီး၆တယ်ဆိုတာပေါ်တာပေါ့ပေါ်တော့အဲ့ဒီကကုလာပါပါရဲ့အဲ့ဒီကကုလာတော့တနည်းကြော်လောက်ကောင်းသွားတယ်မရဲ့ ကောင်းသွားပြီးတော့သူအမှုပညာလုပ်ငန်းတွေပြန်လုပ်တယ်အပြင်ပွဲတွေလိုက်တယ်အဲရှူတင်လေးတွေလည်းသူရဲရတယ်ပေါ့နော်အဲအဲ့လိုမျိုးနဲ့နေနေရမှာကိုယ်စိတ်ထဲမှာတော့ကိုကနားမလည်ဘူးလေနားမလည်တဲ့ခါကျတော့ကောင်းသွားပြီပဲထင်ခဲ့တာပေါ့ထင်ခဲ့ရနေမှာအခုလိုမျိုးပြန်ဖြစ်တာပေါ့တဲ့တရားလည်းရဲ့ဆက်ပြီးကြတယ်ကျောင်းပြပါအောင်ရှင်းပြပေးမယ်နော်။အော်ခပေးကိုချစ်ပေးကြတဲ့ပြည်သက်ကြီးအားလုံးနဲ့ကျေးဇူးတင်ပါတယ်။ခပေးကိုလည်းကျမ်းမာရေးတွေကောင်းဝမ်းပြီးဆုတောင်းပေးကြပါဦး။ခပေးလည်းကျမ်းမာအောင်လို့စူးစမ်းနေပါတယ်။ အမြဲတမ်းတက်တာအမြဲတမ်းပြိတ္တရှိကိုပြန်ရောက်အောင်ပြန်ရောက်နိုင်အောင်ကြိုးစားနေပါတယ်။ဖေ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 အတွက်ကတော့အနားမှာတမိတယောက်အနေနဲ့တမိတာကိုကြေးပြီးတော့အာတမိတယောက်အနေနဲ့အကောင့်ဆုံးဖေဖေကိုပြုစုနေပါတယ်။ဖေဖေဖုန်းနံပါတ်09 261338599ဒါဖေဖေဖုန်းနံပါတ်ပေါ့နော်။အညီမဖုန်းနံပါတ်က09062398978လို့ရပါတယ်ဟုတ်ကဲ့